ျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကမြန်မာစာနဲ့ပတ်သက်ပြီး AI မှာဘလို့တိုးတက်မှုတွေရှိတယ်ဆိုတာလေးနည်းနည်းပြချင်တော့ပါ။အမ်ပမာစာကိုတတားရင်သပုံရေကိုစရင်အခုအချိန်မှာဘလို့မြင်ရလဲဆိုတာပြချင်တော့ပါ။ဆိုပထမဦးဆုံးအခုမြင်နေတဲ့ screen မှာကျွန်တော်သုံးတဲ့ service က perplexity လို့ခေါ်ပါတယ်။ဒီ perplexity ကိုလွတ်စားလုပ်တဲ့လူကအိန္ဒိယပါ။ so ကျွန်တော်သူ့စီကနေပြီးသတင်းတွေရတယ်ဟိုနောက်ဆုံးသတင်းတွေပါလေလိုချင်လို့ရှိရင်သူ့စီမှာရှာလို့ရပါတယ်အဲဒီနေ့သူ့စီကနေပြီးတော့ငါဗမာစာ paragraph လေးတခုရေးမယ်ပေါ့နော်ရေးပြီးရင်သူ့ကိုငါသထားနဲ့တပ်ပုံစစ်ခိုင်းမယ်သူဘာပြောမလဲဆိုပြီးတော့ဟာကြည့်ရအောင်သူဘာလုပ်လဲဆိုတာနော်သိမမြအောင်ဓမ္မနဲ့နှမနဲ့စာတော့ပဲကြည့်ရဆိုကျွန်တော်စာပိတ်ကိုကြိုက်ထည့်လိုက်တယ် ရေးချင်လိုက်ပြီးကျွန်တော်ပထမတော့အင်္ဂလိပ်လိုရေးလိုက်တယ်ဟလာငါပမာစာကိုအဲဒီခေါင်းစဉ်ကိုမင်းဟလာသပ်သပ်ပုံနဲ့ grammar ကိုပြင်ပေးပါဆိုပြီးတော့နော် so သူခိုင်းတယ်အဲနဲ့သူကပြန်ပြောဒါမင်းမူရင်းဒါ paragraph ကိုငါပြင်ထားတယ်ပေါ့နော်အဲနဲ့သူအပကနေပြင်ထားတဲ့ဥစ္စာကိုပြောအပြင်လိုက်ပြင်ပြီးရချိန်မှာသူကဘာပြောလဲဆိုတော့ ။အောက်မှာပြင်ရတဲ့အတိုင်းငါဘာပြင်လိုက်လဲဆိုတာကိုပြောတယ်။ So ဘယ်လက်ပုံကျမ်းသုံးလဲတော့ကျွန်တော်လည်းမသိဘူးသူ့ဘာသူစင်ပြေဖို့ဆိုပြီးသူသုံးတယ်။ကြည့်ကျွန်တော်တို့ဆိုကျွန်တော်တို့ပြန်ပြင်တာအဲ့ဒါကျွန်တော်အငြင်းအငင်းခုချင်းနေနေညာ။နောက်ပြီးတော့တတိထားဖို့ကစလုံးပေါင်းကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်ဘယ်လားမှားလဲသူအကုန်ပြင်တယ်။ဖို့ဖို့လို့ပြင်ပါတယ်။ဥဖို့ကြတယ်ဥဖို့ကြလို့နော်။အဲ့တော့စီစဉ်တာကိုပြောပြရစေ။သူ့ဘာသူနေရာလွတ်လေးတွေကျွန်တော် ထပ်ထားတာမမှန်တာပြောသွားတယ်။နှစ်ခုသုံးခုဆိုရင်လည်းသူကအဲ့လိုမျိုးပြင်သွားတယ်။ကော်လန်ကိုကျွန်တော်ကော်လန်လို့ဒီလိုရေးနေချိန်မှာတော့ကော်လန်ကိုဒီလိုပြန်ရေးပေးတယ်။ဟာလာဒီထုံနေရတော့ဘယ်နေရာမှားလဲမသိဘူး။ကျွန်တော်ဗာပြင်လိုက်ရတော့မသိဘူးမှာသူရင်းသူလည်းတစ်ခါလေးပါတယ်။ကျွန်တော်လဲကိုထည့်တဲ့ခါကျတော့လဲလို့ဒီလိုပြန်ရေးတယ်။ပြောရင်းအကောင့်ထဲပေါ်လာပြီ။ Miss Me အကြောင်းဖယ်ထားတာအစမပြေဘူးဆိုပြီးပြောတယ်။ဆိုအဲ့ဒါကြီးကြီးအဖြစ်ပြီးပြီးတော့တစ်ခုချင်း ပြောတယ်ငါဘာပြင်လိုက်တယ်ဘာပြင်လိုက်တယ်ဘာပြင်လိုက်တယ်အကုန်လုံးပြော ပြီးသူအင်္ဂလိပ်လိုလည်းသူရှင်းပေးတယ် so သူပြန်လိုက်တဲ့ဥစား column အစတော့ column ပြင်တယ် general recommendation ဘာလို့မရဘူးပါဖြစ်ဆိုအဲ့ဒါနေပြ so ကျွန်တော်ပြောချင်တာဒါပါပဲသိမြန်မြန်မပါပါဘူးဒါပေမဲ့ကျွန်တော်တို့ဗမာစာတွေကို publicity မှာသတ်ပုံစစ်လို့ရှိရင်အဲ့လိုအဆင်ပြေတာလေပြီးသူကနေပြီးတော့လိုအပ်တာလေးတကယ်လို့များဒါနဲ့ပတ်သက်ပြီးဗာသိချင်သေးတယ်ဆိုနေလို့ရှိရင်အဲ့မှာသူ internet ကိုရှာပြီးတော့ အဲ့ဒါလည်းပတ်သက်တဲ့စာလုံးလေးကိုလည်းပြအောင်အခုတော့ဒါလေးပဲပြောပြရစေကျေးဇူးများကြီးတင်ပါတယ်ရှင်